မင်္ဂလာပါခင်ဗျာမိတ်ဆွေများအားလုံးကိုဤချမ်းမှချင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ရှေးဥစွာနှုတ်ခွန်းဆက်တာမေတ္တာပို့တာပါတယ်ခင်ဗျာမကြသေးခင်ကကျွန်တော်တို့မြန်မာနိုင်ငံစကိုင်းမန္တလေးနေပြည်တော်မြို့ကြီးတွေမှာနေထိုင်ကြတဲ့ပြည်သူတွေအလွန်အင်မတန်မှပြင်းထန်ဆိုးဝါးလွန်းတဲ့ငလျင်ဘေးအန္တရာယ်ကိုတွေ့ကြုံခံစားခဲ့ကြရတဲ့ဆိုတာကိုမိတ်ဆွေများအားလုံးအသိပဲဖြစ်ပါတယ်၂၀၂၅ မလ28ရက်နေ့12နာရီမိနစ်50မှာလှုပ်ခတ်ခဲ့တဲ့ဒီငလင်ဟာပြင်းအား7.9ရှိပြီးတော့အသက်အိုးအိမ်အများအပြားတိခိုက်ပျက်စီးခဲ့ရပါတယ်။ဒီနေ့ဧပြီလ28ရက်2025ရက်နေ့ဆိုရင်တလပြည့်သွားပြီဖြစ်ပေမဲ့မန္တလေး၊စကိုင်းနေပြည်တော်အထက်မြင့်မြို့နယ်ပြည်သူတွေဟာအခုထိအိမ်ထဲမှာရဲရဲဝဲမအိပ်ရဲရသေးပါဘူး။ဘာကြောင့်လဲဆိုတော့ ငလင်အသေးလေးတွေကမကြမကြထထက်လုံးနေသေးလို့ပဲဖြစ်ပါတယ်။အလားတူပဲ2025အေပီလ23ရက်နေ့မှာလဲတူရကီနိုင်ငံမှာ ပြင်းအား7.2ရှိတဲ့ငလင်လှုပ်ခဲလို့လူရာနဲ့ချီပြီးထိခိုက်ဒဏ်ရာရရှိခဲ့ကြပါတယ်။ဒါကြောင့်ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်ရဲ့မိတ်ဆွေများအတွက်ဗဟုတုတအဖြစ်ဗုဒ္ဓစာပေကျမ်းကမှာတွေ့ရတဲ့ငလင်လှုပ်ရတဲ့အကြောင်း10မျိုးကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ။ ဗီဒီယိုမစတင်ခင်မှာကျွန်တော်မိတ်ဆွေများကိုတခုလောက်မေတ္တာရက်ခံလိုပါတယ်။အဲ့ဒါကတော့ဘာလဲဆိုတော့ဒီဗီဒီယိုမှာပြောပြမယ့်အကြောင်းအရာတွေကယုတ်တိရှိတာမရှိတာကိုအဓိကပြောပြတာမဟုတ်ပဲဗုဒ္ဓစာပေကျမ်းဂန်မှာငလျင်နဲ့ပတ်သက်ပြီးတွေ့ရှိမှတ်တမ်းတင်ထားတဲ့ဒေတာအချက်လက်တွေဘယ်လိုရှိတယ်ဆိုတာကို ခြားပြမှာဖြစ်လို့ယုံခြင်းမှယုံပါလို့ရှေးဥစွာအကြံပြုပါရခင်ဗျာအင်ကုဒရနိကေတိကနိပတ်နဲ့ဒီကနိကေ သုံးမဟာဝါမှာငလျင်လောက်ရတဲ့အကြောင်းအရှင်းမျိုးကိုအခုလိုဖော်ပြထားပါဗျ။နံပါတ်1ဤမဟာပထဝီမြေကြီးသည် ရေ၌တည်၍ရေသည် လေ၌တည်ပြီးလေသည် ကောင်းကင်၌တည်သဖြင့်ပြင်းထန်စွာ လေတိုက်သောအခါ ရေကိုလှုပ်စေပြီးထိုရေလှုပ်သောကြောင့်မြေလှုပ်ရခြင်းနံပါတ်2 ကြီးသောတကောအနုဘောရှိသောတမနာဗျမနာတို့သည်၎င်းနတ်ဗျမာတို့သည်၎င်းအာနေသော ပထဝီကတိုင်းဇန်နှင့် အာကြီးသောအဘောကတိုင်းဇန်တို့ကိုပွားများလျက်ဤမဟာပထဝီမြေကြီးကိုလှုပ်စီခြင်းနံပါတ်3ဖရာအလောင်းသည်ဒုတိယနတ်ပြည်မှာစုတည်လျက်အမိဝမ်းတိုက်သို့တက်ရောက်တော်အခ၌ဤမဟာပထဝီမြေကြီးသည် ်သွတ်သွက်ခအောင် ပြန်ထန်စွာတွန်လှုပ်ခြင်းနံပါတ်၄ဖျားအလောင်းသည်အမိဝမ်းတိုင်းမှာဖွားမြံတော်မူသောအခါ၌ပြန်စွာတွန်လှုပ်ခြင်းနံပါတ်၅မြတ်စွာဘုရားသည်အမျက်ဆုံးတမာတံဗောဓိညံကိုရရှိတော်မူသောအခါ၌ပြန်စွာတွန်လှုပ်ခြင်းနံပါတ်၆မြတ်စွာဘုရားသည်အမျက်ဆုံးဓမ္မစကြာတရားတော်ကိုဟောကြားတော်မူသောအခါ၌ပြင်းစွာတုန်လှုပ်ခြင်း နမခွနဲ့မြတ်စွာဘုရားအာယုသင်္ခါရလွတ်တော်မူသောအခါ၌တုံလုံးချင်းနမရှစ်မြတ်စွာဘုရားသည်အနုပါဒိနမရှစ်မြတ်စွာဘုရားသည်အနုပါဒိတေနနိဗ္ဗာန်တက်ဖြင့်ပရိနိဗ္ဗာန်ဝန်ဆံသောအခါ၌တွတ်တွခအောင်ပြန်ထစွာတုံလုံးချင်းဒီရှစ်မျိုးပဲဖြစ်ပါတယ်ခင်ဗျာဒီအကြောင်းအရာရှစ်ချက်ကတော့ ကျွန်တော်လက်လန်းမိသမျှအလွယ်တကူရှာဖွေတွေ့ရှိထားတဲ့အချက်လက်တွေပဲဖြစ်ပါတယ်။ငလျင်နဲ့ပတ်သက်တဲ့တခြားအချက်လက်တွေလည်းပဲဗုဒ္ဓဆာပေကျမ်းဂန်မှာရှိကောင်းရှိနိုင်ပါတယ်။အခုပြောပြခဲ့တဲ့အချက်၈ချက်ကမိတ်ဆွေအနေနဲ့ယုတ်တိရှိတယ်လို့ခံစားမိရလား။ဘယ်အချက်ကယုတ်တိရှိပြီးဘယ်အချက်တွေကတော့ယုတ်တိမရှိဘူးလို့ယူဆမိတယ်လဲ။ကျွန်တော်အမြင်မှာတော့နံပါတ်၁အချက်က ဒီနှစ်ခေတ်လူတွေလက်ခံနိုင်တဲ့အချက်ဖြစ်ပြီးတော့ကြံတဲ့ခုနှစ်ချက်ကတော့ဗုဒ္ဓဘာသာနဲ့ဗုဒ္ဓစာပေကိုယုံကြည်တဲ့သူတယောက်မဟုတ်ဘူးဆိုရင်လက်ခံနိုင်ဖို့အတော်ခရင်လိမ့်မယ်လို့ထင်ပါတယ်ဒီနေရာမှာတခုမေးစရာရှိတာကနံပါတ်1ကနေနံပါတ်8အထိပေါ်ပြချက်အရာဆိုရင်တော့သမဏဗျမနဆိုတဲ့သူတော်ကောင်းကြီးတွေတရားအထုတ်တာဇံဝင်စားတာနဲ့မြတ်စွာဘုရားပွင့်ပေါ်လာတာဟာကဘာသူကဘာသားတွေ ငလင်ဘေးဒုက္ခခံစားရဖို့တသက်ဖြစ်မနေဘူးလားဆိုတဲ့မေးခွန်းပါကျွန်တော်ကတော့ဗုဒ္ဓဘာသာနဲ့ဗုဒ္ဓစာပေတွေကိုသက်ဝင်ယုံကြည်သူတယောက်ဖြစ်တဲ့အတွက်ကြောင့်ဒီမေးခွန်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကတော့ဒီလိုပဲပြန်ဖြစ်ဖြစ်မှာပါဘာကြောင့်လဲဆိုတော့ကျွန်တော်ကဗုဒ္ဓဘာသာတယောက်ဖြစ်တယ်ပြီးတော့ဗုဒ္ဓစာပေတွေကိုလည်းသက်ဝင်ယုံကြည်တယ်တကိုးကြီးတဲ့တမနာဗျမနာတွေနတ်ဗျမာတွေဇံဝင်စားတာဖះအောင်ပရိသတ်နေနေတာပြိဋိဘံပြုတဲ့အချိန်ငလျင်လောက်တာ ဓာရီသည်ငလျင်လုတ်ပေမဲ့ဘယ်သူတဦးတယောက်ဘယ်အိုးအိမ်ဘယ်တိုက်တာဘယ်နိုင်ငံမှပျက်စီးခြင်းမရှိပါဘူးသူတို့ရဲ့ကြီးမြတ်မှုဂုံတရင်တွေကိုကဘာမြေကြီးကအတိမပြည့်ုံတသက်ငလျင်လုတ်တာဖြစ်ပါတယ်ပြီးတော့ဖရာယဟန္တာတွေပွင့်ပေါ်လာခြင်းကလည်းကဘာသူကဘာသာလူနတ်ပြန်မှာတတ်တော်တွေချမ်းသာဖို့အတွက်သာပွင့်ပေါ်လာခြင်းဖြစ်လို့ဘယ်သူမှဒုက္ခမရောက်ခဲ့ပါဘူးခင်ဗျာဗုဒ္ဓဆာဝေကျမ်းဂန်မှာရော တခြားဘယ်ကျမ်းဂန်မှာမှ ဘယ်မှတမ်းမှာမှဖျားပွင့်လို့လူတွေငလျင်တန်းခန်းစားခဲ့ကြရတယ်။သိကြည်ပျက်စီးရတယ်လို့မှတ်တမ်းတင်ထားတာမရှိပါဘူး။နံပါတ်၁အချက်ကြောင့်လုတ်တဲ့ငလျင်ကသာလူအများဒုက္ခရောက်ကြရခြင်းဖြစ်တယ်ဆိုတာပြောကြရင်ဒီနေ့ငလျင်လုတ်ရခြင်းအကြောင်း၈ပါးကိုဒီမှာပဲရနာပြရစေခင်ဗျာ။အခုဗီဒီယိုထဲမှာပြောပြခဲ့တဲ့ငလျင်လုတ်တဲ့အကြောင်းရနဲ့ပတ်သက်ပြီးမိတ်ဆွေတို့ရဲ့ထင်မြင်ယူဆချက်တွေကိုလည်းဒီဗီဒီယိုရဲ့ comment မှာရေးခဲ့လို့ရပါတယ်ခင်ဗျာ။ ကျွန်တော်ရဲ့ဓမ္မမိတ်ဆွေများအပါဝင်ကဘာသူကဘာသာအားလုံးငလျင်ဘေးစတဲ့သဘာဝဘေးအန္တရာယ်အမျိုးမျိုးမှာအစဉ်ကင်းဝေးကြပါစေလို့ဆုတောင်းမေတ္တာပို့တာအပ်ပါတယ်ခင်ဗျာ